ာစားစားကွယ်ယောက်ျားလေးရှင်းရမယ်ဆိုတာမှန်လားဒါမှမဟုတ်မိန်းကလေးရှင်းရမယ်ဆိုတာမှန်လားဟိုတနေ့ကဗီဒီယိုလေးတစ်ပုဒ်ကျွန်မတွေးလိုက်တယ်အတွဲတွဲပေါ့ကွယ် အဲ့ဒီအချိန်မှာကောင်လေးကသူ့မှာတလကို1800ပဲပတ်စံရရတယ်တဲ့ဒါပေမဲ့ကောင်မလေးကကြတော့သူ့ရဲ့ဘဏ်ကောင့်ထဲမှာ1800ပဲပတ်စံရှိတယ်တဲ့သူ့ရဲ့ဘဏ်ကောင့်ထဲမှာဒေါ်လာ1000ကျော်ရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာကောင်လေးကအရန်စိတ်ဆိုးသွားတယ်ဘာကြောင့်လဲဆိုတော့ငါအားတဲ့ငါဘဏ်အကောင့်ထဲမှာငါရဲ့မရှိစုမဲ့စုပတ်စံနေနေကိုမဟုတ်ဝယ်ကြည့်တာနေကဘဏ်ထဲမှာတလောက်ပတ်စံနေအများကြီးရှိတာတာပေါ့နော်နေမသိချင်အောင်ဆောင်နေဆိုပြီးတော့ကောင်လေးကစိတ်ဆိုးသွားတယ်တချို့သူတွေရဲ့အမြင်မှာကြတော့ဟာယောက်ျားဖြစ်ပြီးတော့မိန်းကလေးရှိရဘာလို့စားခြင်းနေရလဲမိန်းကလေးပတ်စံ ှိရသူနဲ့ဘာဆိုင်လို့လဲအဲ့လိုထင်ကောင်းထင်လိမ့်မယ်ကျမရဲ့အမြင်ကတော့အဲ့လိုမဟုတ်ဘူးရှင်ဘာပဲဖြစ်ဖြစ်ဒါလေးဟိုတော့ ကတ်တာလို့ကျွန်မမြင်တယ်ပေါ့နော်။အော်ကိုကောင်လေးပတ်စံရှိတာမရှိတာကိုကသိရမယ်။ကျွန်မဆိုရင်ဒါအမှန်တိုင်းပြောမယ်ဆိုကျွန်မကောင်လေးတွေမကောင်ကျွန်မရဲ့တိရဲ့မိတ်ဆွေတွေကျွန်မရဲ့တငယ်ချင်းတွေကြိုက်တဲ့သူကိုသွားမေးကြည့်ကျွန်မနဲ့ဘယ်သွားသွားကျွန်မပဲရှင်းတယ်။အတော့မပေးမရှင်သူတို့ဘာကြောင့်လဲဆိုကျမဒီသူတို့ထက်ဝင်ငွေဖြောင်းလို့မိမယောက်ျားချမ်းနဲ့ကျမမရွေးချယ်ဘူးယောက်ျားလေးမလို့ငါ့ကိုကြွေးရမယ်သူကငါထက်အသက်ကြီးလို့ငါ့ကိုကြွေးရမယ်သူကငါထက်ဟိုပို့ပြီးတော့ဟိုပေါ့ချောနေလို့ငါ့ကိုကြွေးရမ ယ်အဲ့လိုဂျန်တက်မခွဲကြဘူးသူနဲ့ငါနဲ့ရှင်လိုက်တယ်အခုဆိုင်ဆိုင်သွားလိုက်လို့ကျမတို့နှစ်ယောက်ရှင်လိုက်တဲ့ခါမှာကျမရဲ့ဝင်ငွေကသူ့ထက်ပိုများနေတယ်ဆိုတာဒါဂလူးဆိုကိုကိုကိုအတိဆုံးပေါ့နော်ကိုနဲ့တွဲနေတဲ့ပါတနာပဲဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်အတိဆုံးကျမဆိုရင်အော်ငါကသူ့ထက်ဝင်ငွေပိုများနေတယ်အဲ့ဒီအတွက်ကြောင့်ငါကျွေးရမယ်ဆိုတဲ့အတိစိတ်ကကျမမှာရှိတယ်နော်ယောက်ျားမိန်းမနဲ့ကျမမခွဲကြဘူး အသက်ကြီးတာငယ်တာနဲ့မခွဲခြားဘူးလူတိုင်းကိုကျွန်မအဲ့လိုစိတ်ပင်မွေးတယ်အဲနောက်ပြီးတော့ဒီ time မှာဆိုကျွန်မတထေးမာတွေ time မာတွေရှိတယ်ပေါ့နော်ကျွန်မ time မာတွေကျွန်မထက်အရင်ချမ်းသာတဲ့ဆက်ယုံပိုင်ရှင်တွေရှိတယ်သူတို့နဲ့မုတ်သွားစားတယ်ဘာတွေပဲသွားထိုင်တော့ကျွန်မလုံးဝမကြွေးသူတို့ကကျွန်မကိုကြွေးကျွန်မလုံးဝမရှင်လုံးဝမရှင်ကျွန်မ ကျမလုံးဝမရှိဘူးသူတို့ရှင်ဘာကြောင့်လဲဆိုတော့ကျမတွက်ကက်လို့မဟုတ်ဘူးသူတို့ဒီကျမထပ်ဝင်ဝင်များတာဖြစ်တဲ့အတွက်ကြောင့် respect ထားတဲ့အနေနဲ့အာဖီးအဲကိုရှင်းရမလားပေါ့နော်ပြောလိုက်တဲ့အတွက်ရရရငါရှင်းမယ်ဆိုပြီးအဲကျမအဲ့လိုမသိကြအောင်ဆောင်ပေးလိုက်တယ်ဒါပေမဲ့တခြားသူပေါ့နော်ကိုလောက်ဝင်ဝင်မရှိတဲ့သူဆိုရင်ကျမဘတော်မဆိုသူတို့တောင်မသိလိုက်ဘူးကျမကြီးပဲအကုန်လုံးဘန်ကောက်ထုတ်ပြီးတော့အမြဲတမ်းရှင်းလိုက်တာပဲဘဲဘဲသွားသွားဘဲဘဲစားစား ဘယ်နေရာပဲသွားသွားကျမတမနဲ့ကျမကောင်လေးနဲ့စတွဲတွေကကျမတီဝင်ဝင်တခုရှိတယ်ကျမကောင်လေးကဝင်ဝင်မရှိတောင်းသားပေါ့နော်ကျမကျမပဲတောက်လျှောက်ရှင်းတာအဲ့အချိန်မှာလဲဟင်းနင်ကဘာဖြစ်လို့အဲ့လိုမျိုးအန်းနာလဲကျမနှာဘူးကြပြီးအန်းနာမို့ကျမပြောယောက်ျားလေးမလို့ကျမကျွေးတာမို့ကျမရဲ့မောင်နေညီမတွေကျမရဲ့တငယ်ချင်းတွေမိတ်ဆွေတွေဘဲဘဲသွားသွားကျမအိမ်လာရင်လည်းကျမအရှံပဲကျွေးတာဘာသွားသွားနော်ဟော့ပေါ်စားစားကျမကြီးပဲကျွေးတာ တော်ရုံတန်ရုံဒါပေမဲ့အဲ့လို3 5ခါလောက်ထွက်တာအရန်များနေပြီကွာအဲ့ဒီအဖွဲနဲ့အဲ့အဲ့လိုခါမျိုးဆိုရင်ဒီခါလေးကြာရင်တော့ကျမရဲ့ပေငါတော့ငါတို့ဘယ်နှယောက်ဆုရှင်းမယ်အဲ့လိုမျိုးတော့ရှိတာပေါ့နော်အမြဲတမ်းကြီးအမြဲတမ်းသွားနေတဲ့လူဆိုရင်တော့အဲ့လိုမျိုးရှယ်ရှင်းနေဒါပေမဲ့ဒီခါတလေမှတွေ့ရင်တော့ကျမပဲရှင်းတာများရဲ့အဲ့တော့ဟိုပေါ့ အဓိကကတော့ main ကလေးကရှင်းရမယ်ယောက်ျားလေးကရှင်းရမယ်မမူတည်ဘူးကျမရဲ့အယူဆကတော့ဝင်ငွေများတဲ့သူတည်ဝင်ငွေကိုလောက်ဝင်ငွေမရှိတဲ့သူကိုညှာတာတဲ့အနေနဲ့မဟုတ်ဝဲကျွေးတာဟာဒါကျမအတွက်ကတော့စိတ်လုံးချုံတယ်ကျမအတွက်ကပို့ပြီးတော့ဒါကုသိုလ်ရတယ်နောက်တစ်ခုကျတော့ကျမရဲ့ကျမရဲ့သူတို့ပေါ်မှာချစ်ခင်မှုလေးစားမှု respect ကိုပြသခြင်းဖြစ်ပါတယ်